BOAD ဘုတ်မဟုတ်လေ BOOK ဘုတ် let book ရှင်းစားစာကိုပြောတာဟမ်ပြေးမှာပေါ့ပြန်ကနေကြပြေးမယ်အရင်ခွေရလုံးလည်းငိုရခန်းဆိုရင်အကိုရုံမြင်ကိုရည်စင်တာဟုတ်တယ်ကျွန်တော်မြင်တဲ့သူရည်ပြီနော်ဟုတ်တယ်ကျွန်တော်ဘာမှမမူးပြီးတော့အဲ့ရပေါ်မှာလဲနေတယ်သူကကျွန်တော်ရဲ့ကြော်ဖွဲ့လေးလားလွဲလေးလားလွဲလေးချွတ်ပေးရတဲ့ခန်းကျွန်တော်အဲ့တော့ကျွန်တော်မျက်နှာသူမြင်တာနဲ့အဲ့လွဲကိုမချွတ်နိုင်ဘူးသူချီတာဟုတ်နော်အဲ့ဒါလေးလေးအဲ့ဒါလေးမှတ်တရအောင် ဲ့လိုလေတကယ် heavy sin ပါရင်မှာ promotion ဝင်လာတဲ့တော့ဒီနေ့တိတ်ပြီးတော့စကားမပြောတော့အဲ့လိုမျိုးကိုယ့်ဟာကို limit လောက်ထားရပါတော့ဒေးစီလိုတဲ့အစားကြောင့်ဒေးစီလိုတဲ့အစားကြောင့်ဟုတ်ပါမိစင်ကလည်းနေတည်တယ်။အေးနေတည်တယ်။ဟောမရှိမလားခြေရလားမသိဘူးပေါ့အဲ့လိုဖြစ်တယ်။ဒီဝမ်းမှာဟုတ်ကဲ့အခွေတွေစပြောင်းတော့နော်။အဲဒါ ော့အမှန်တမ်းပြောရရင်ပန်ရပြောရင်အိမ်ဆောင်ရေးတော့အလောင်းလည်းမဟုတ်ဘူးသူစက်ကဟိုလိုဆက်ရှုပ်လည်းမဟုတ်ဘူးကျန်းစက်ကြောင့်အထင်လွဲပြီးတော့ဖြစ်တဲ့ဟာဟိုကျန်းစက်က communicate တိချာမလုပ်ဖဲနဲ့ပေါ့နော်စကားတိချာမပြောဘဲနဲ့စိတ်ထဲမှာထင်တဲ့ဟာတွေနဲ့အဲမှားယွင်းဆွဆွဲပြီးတော့ဒီတိုင်းနားရအဲ့လိုမျိုးပေါ့ဒီတယောက်မှားပြီးတော့နားရဖက်လိုက်ခိုင်းတာပေါ့အဲ့လိုမျိုးလေးပါဟုတ်တယ်ဟုတ်တယ်ဒါကဆရာဇော်မျိုးဆရာရဲ့ဟုတ်ဆရာမိုရမဆန်ညိုကြီးဆရာဇန်ညိုဆရာဇန်ညိုဟုတ်အော်အဲ့တော့ဆရာကဘယ်လိုပြောမလဲဟိုရင်ခက်ကကျွန်တော် တရေကတကယ်တပါရင့်ဝါရဲ့ဒါရိုက်တာကြီးဖြစ်တဲ့အတွက်ကြောင့်ကိုကိုရိုင်းကလည်းဒီလိုမျိုးစကလုံးအစမ်းလေးတုံးချင်းနဲ့ပြီးတော့အလိုရင်းရင်းချင်းချင်းနဲ့ပြစ်တက်တွေချစ်စရာလေးပေါ့နော်တကယ် positive vibe ပဲပေးချင်တဲ့ဆရာပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အာဒီလိုမျိုးစကားလေးပြောပြတာတချို့စကားလေးဆိုကျွန်တော်ပြောကျွန်တော်သာပြောကျွန်တော်လည်းနားမလဲ ်ဆရာတာတာဗာအိဗယ်နဲ့ဘယ်လိုပြောရလဲပေါ့နော်ဒါကတကယ်ရှိတာလားအဲပေါ်မလာမဲထုံဆိုတာလည်းတကယ်ရှိရလားတန်လဝါရင်မှမျောကိုတာပြောရောရှိတာလားဆရာဗာညာပေါ့နော်အဲ့လိုမျိုးနေပြီးတော့မှကိုကိုတိုင်လည်းဟိုတရုပ်ဆောင်ခဲ့ရတဲ့ဟာလေးဆိုတော့ဘုဒ္ဓတရားပါမှန်တယ်ဆရာတော်တော်လေးဝဟရာကျွဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆရာဟိုဟာဆရာဆရာလောက်ခဲ့ဘူးလေတဲ့ចောင်းဆရာဆိုတော့အဲ့လိုဟွာဖြစ်တာကိုဆရာစတင်တာပေါ့နော်အဲ့လိုမျိုးဆရာဆရာပါဆရာဆရာပါဘာမှရှုပ်သွားရင် င်းကြီးဆရာမတော်ကိုရှင်ဝင်လာလေတကယ်အဲ့လိုအကုန်လုံးဂျန်နီနဲ့မှမဟုတ်ဘူးထင်တယ်တကယ်တရုတ်ဆောင်တွေအားလုံးရဲ့ good review ပဲဂျန်နီပြန်ကြားရတာပေါ့နော်ကိုရှင်ဝင်လာအရန်ကိုသူကလိုင်လွန်ကြီးထွေးစာနေပေးတယ်ဆက်ဆံရေးပိုင်းမှာလည်းအရန်ကောင်းတယ်ဂျန်နီနဲ့ကောင်းတယ်တကယ်ကိုအရန်နားလည်မှုပေးပြီးတော့အရန်စိတ်ထားပြေးသွားတဲ့အကူတယောက်ပေါ့နော်ပြီးတော့ချစ်တယ်မှဆိုခွင့်ရရအရန်ခွင့်ရလုံးလည်းငိုရခန်းဆိုရင်အကုန်ရုံမြင်ကိုရည်ချင်တာဟုတ်တယ်ကျွန်တော်မြင်တဲ့သူရည်ပြီနော်ဟုတ်တယ်ကျွန်တော်ဘာမှမမူးပြီးတော့ အဲ့ရပုံမှာလဲနေသူကကျွန်တော်ရဲ့ကြောပွေလေးလားလွယ်လေးလားလွယ်လေးချွတ်ပေးရတဲ့ခါကျွန်တော်အဲ့တော့ကျွန်တော်မျက်နှာသူမြင်တာနဲ့အဲ့လွယ်ကိုမချွတ်နိုင်ဘူးသူကြည်တာဟုတ်နော်အဲ့ဒါလေးလေးအဲ့ဒါလေးမှတ်တရအောင်အဲ့လိုမျိုးလေးပြောမေးတယ်ကွာသတိပြန်ရအောင်နော်အဲ့ဒါလေးဟုတ်တယ်အဲ့လိုအရင်ရှိရကွယ်နားရဲ့အချိန်ဆိုရင်အဲ့လိုလေးတကယ် heavy sin ပါရင်မှာပိုရှင်ဝင်ကနေတော့ဒီနေ့တိတ်ပြီးရစကားမပြောတော့အဲ့လိုမျိုးကိုကကို limit လောက်ထားရအောင်နော်အဲဖုံးတိကျော်ကြာသူကြတော့ဟိုပါပေါ့သူလည်းအဲ့လိုပဲစိတ်ကဖြူတယ်ရှင်းတယ် သူတယောက်ယောက်နဲ့ဘာထားမှမရှိဘူးအေးစေးပဲသူလုံးဆရာရှိရလုံးမယ်စားလက်ရှိရစားမယ်သူတော်လက်ရှိရတော့ပြန်လက်ရှိရပြန်မယ်သူစိတ်ထဲမှာဒါပဲရှိတယ်အဲ့တော့ဟိုဖြူတဲ့သူကိုကြာတော့ကျွန်တော်သိတယ်လေမြင်လိုက်တာနဲ့ပြီးတော့သူကနောက်တစ်ခွာရီကြောရှိတယ် ကျွန်တော်အဲ့သူသူကူနာပြောသလိုပဲเนาะသူ drama ဆင်း heavy ရဲရအောင်မယ်ဆိုရင်သူကျွန်တော်နဲ့စကားမပြောသလိုပဲအဲ့လိုပဲကျွန်တော်လည်း drama ရဲရအောင်မယ်ဆိုသူကျွန်တော်သွားမစတော့ဘူးဒါဘာလို့လဲဆိုတော့သူသွားစရင်ကျွန်တော်အလုပ်ကိုအနောက်ချက်ပေးလိုက်တာ ਨੇ အတူတူပဲအဲ့လိုချိန်ဆိုကျွန်တော်လည်းမသိကြအောင်စောင့်ပေးထားတယ်အဲ့လိုမျိုးတော့အဲ့လိုမျိုးလေးနဲ့နှစ်ယောက်သားညီညီနိုင်နိုင်နဲ့တယောက်တစ်ယောက် respect ထားပြီးတော့ပြုံးဆောင်တဲ့အခါမှာဒီကားလေးကတော့ကမစီမီရလို့လည်းဆရာ edit ဆက်တဲ့အချိန်မှာပြောရတော့ဝမ်းသာပါတယ်ခင်ဗျဟုတ် တယ်ဒီနေ့မှတော့နောက်ကြွားပါဒီနေ့ကနည်းနည်းကိုယ့်ရဲ့ကိုတာကိစ္စတွေတစ်ခုကြောင့်နည်းနည်းနောက်ကြွားပါဆွတ်တယ်မှာဆိုအားလုံးကအချိန်ပတ်တိပဲဟုတ်တယ်ဟုတ်တယ်ဟိုနည်းနည်းလေးနောက်ကြွားရအောင်ဒါပေမဲ့ရိုင်းမဲ့အချိန်မှာအကုန်လုံးက ready စမ်းပါရင်ပဲဟုတ်တယ်ဟုတ်တယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ရိုက်ကွင်းတစ်ခုမှာမင်းသားမင်းသမီးတွေက day 1 day 2 day 3လောက်တည်းရနေနေစိမ့်နေတယ်။အဲတပတ်လောက်နေရောမှာဆော့ဆော့တောက်တောက်နဲ့ရင်းနှီးတော့ကြတော့ ကိုရှင်ဝန်းလာဒေဝန်းကလေးကစာဒေဇီရိုးတဲ့စာကြဒေဇီရိုးတဲ့စာကြနေဟိုကမီစင်ကလည်းနေတည်တယ်ရဲ့နေတည်တယ်ဟိုကိုရှင်ဝန်းလာခြေရလားမသိဘူးပေါ့အဲ့လိုဖြစ်တယ်ဒေဝန်းမှာဟိုကွယ်အခွေတွေစပြောတော့နော်အဲကောက်မှာခြေကြတာ ဟုတ်တယ်သူနဲ့ဒီကားမှာမဆုံဘူးလားဒါမဲ့လေဒီကားမှာဆုံမှုပဲလေအရှိမတော်တော်ဆုံခဲ့ဘူးသူလိုပဲနှစ်ယောက်ကအဲ့လိုမျိုးဟုတ်ဟိုမှန်လည်းပြောရင်ဇနီးကအဲ့လိုအနေအေးရပေါ့စကားလည်းအဲ့လိုကိုဝါဆာသွားပြောရနေတယ်နေတော့အဲ့လိုအရှိမကားတော်တော်များရရင်အလုံးနဲ့အလုံးအနေနဲ့ respect အရာအကုန်လုံးအဆင်ပြေပေမဲ့ပြီးွားရင်လိုပဲဒီလိုပဲအလုံးအလုံးရခင်ခဲ့တယ်ပေါ့နော်ကိုရှင်ဝင်လာကြအဲ့လိုကိုတန်ရောစင်လို့အဲ့လိုမျိုးပေါ့ရင်းနှီးမှုနှွေးနှီးမှုတွေကတော့ကြံခဲ့တယ်ကိုရှင်မှာပြန်တွေ့ရင်တော့စိတ်နဲ့အောင်ရှိကိုကိုတို့ရောက်လို့ပဲအဲ့လိုရင်းနှီး ဟုတ်မဟုတ်အဲ့လိုမဟုတ်ကျွန်တော်အဲ့စတွေ့ခါလာမှာမီတင်မှာဘာလုပ်မလဲကောင်းမလဲဘာဝင်ကောင်းမလဲတွေးနေတာနဲ့စောက်မေ့နေတာအဲ့လိုမျိုးစောက်ဖို့တတိရတဲ့အချိန်မှာကျွန်တော်စဂရောဝဲဂရောဝဲမှလည်းစစတယ်နော်ဟုတ်တယ်ဟုတ်တယ်ဂရောဝဲပြီးတော့လည်းတန်းရိုက်တာ哦ဆိုတော့ဟုတ်တယ်ဝင်ဝင်နောက်နဲ့စာဟုတ်တယ်အဲ့မှာဝင်လာရီလာပြောရနော်အဲ့ဝင်ဟုတ်ဟုတ်ရီလာပြောတယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်အဲ့နည်းနည်း short ဖို့တော့လိုအပ်နေပြီတက်လဲ30ဖြစ်သွားပြီထိတ်စီရလည်းပြောင်းသွားပြီဆိုတော့ short မှရတော့မယ်မ short လို့မရတော့ဘူးအဲ့လိုမျိုးစူးစမ်းနေပါလား ဟုတ်တယ်ကျွန်တော်အမှန်တမ်းပြောရင်တိတ်ပျော်မပျော်ခဲ့ရအောင်တစ်တလုံးဟိုမပျော်ဘဲနဲ့နေခဲ့ရသမျှအခုကဟိုကိုကလမ်းကြောင်းအလုံးလုံးနေရပြီဆိုတဲ့အချိန်မှာကိုအနေနဲ့တိတ် pressure ရော့လာငငယ်တော့ထက်ဆိုင် pressure ရော့လာတဲ့ခါမှာအခုမှကျွန်တော်ပျော်ခွင့်ရှိတာပျော်ခွင့်ရှိတဲ့အချိန်မှာကျွန်တော်ရဲ့ character အစ်မံပေါ်လာတာပေါ့အရင်တော့ကျတော့မပျော်ခဲ့ရတဲ့အချိန်တွေကျတော့ထိမ့်ချုံနေခဲ့ရတာအဲ့လိုမျိုးစူးစမ်းနေတဲ့အချိန်တွေပေါ့နော်အခုမှစပြီးတော့ ဒါပေမဲ့ step 1မှာရှိတယ်နောက်ထပ်အများကြီးလာအောင်ပဲဒါပေမဲ့လည်းအသက်က30ဖြစ်နေဘတ်နေဆိုနည်းပြန်လျှော့အောင်အဲ့လိုမျိုးတိုးလျှော့တိုးလျှော့အဲ့လိုမျိုး down အဲ့လိုမျိုးတက်မှာအဲကျိုးသားနေတဲ့အချိန်မှာအမရယ် control လုပ်ရတဲ့အရာတွေကအများကြီးပဲဖက်ဖက်ကနေ control လုပ်ရအဲ့ချိန်မှာပျော်ရွှင်မှုကရင်ထဲမှာအဲ့လိုနောက်ဆုံးယူနေတဲ့သူတော်မှတိတ်ပျော်လို့မရဘူးဟိုဟာဝါရှိရေးတွေတွေးနေတဲ့အချိန်မှာအခုမှနည်းနည်းပျော်ရတယ် အာအဲ့လိုရင်ထဲယူနေလို့လည်းပြောလို့ရရောအာဒါတိန်တိန်ထားရတယ်ခုမှတော့ပွင့်ဖောက်စာဒီမှာတည်းဖောက်ချတယ်ဟုတ်တယ်ဟုတ်တယ်ဟာလာပြီသူ့လေသူ့လေသူ့လေအဲ့ဟာဂျန်နီကအရင်ကအဲ့လိုနည်းနည်းငြိမ်ရထဲမှာပါတယ်ခုတည်းလည်းငြိမ်နေအဲ့မဲ့အရင်ရင်းနေတဲ့လူတွေတော့ပြောပြောနေတတ်ပါတယ်။ဂျန်နီပုံစံကလည်းအဲ့လိုအငြိမ်တလိုင်းဆိုတော့တရားစခန်းတွေပါရယ်ဝင်အေးအေးစမ်းစမ်းလည်းအဲ့လိုမျိုးပုံစံပဲပေါ့နော်။ထွေထူးမရှိပါဘူးတရားစခန်းဝင်တာ။ ဟိုဒီကားလေးကကျွန်တော်တို့အရှိမပြောခဲ့သလိုပဲပေါ့နော်ရင်းရင်းကြီးကြီး ချစ်ဆရာကောင်းအောင်တရုပ်ဆောင်လာတယ်ပြီးတော့ကျွန်တော်တို့ကဟိုအိမ်အောင်တဲ့ဘဝတွေဖြစ်သွားတဲ့အချိန်မှာလဲခလေးလင်မယားလို့ပဲဗမုတ်တဲ့ပြည်တနာတစ်ခုအကြီးလောင်ကြမှာပေါ့နော်အကြီးတော့မဟုတ်ဘူးပေါ့ပပလေးလောင်ပြီးတော့ချစ်ဆရာကောင်းဆိုတရုပ်ဆောင်လာပါတယ်ချစ်ခင်ရဲ့ပြည်တက်ကြီးအချိန်ပေးရကြုံနဲ့ကိုလည်းချူစားလာပါတယ်အဲ Fortune Channel မှာတနင်္လာနေ့တောက်ကြ၈နိုင်ဆိုရင်အမြဲလာပါတယ်ခင်ဗျာဆောင်းမြောကြည့်ရှုအားပေးကြပါဦးပါတယ်ကိုရှင်ဖွေကပြောတာပြည့်စုံလားလိုပဲလို့တော့သိတယ်ကျူသိတယ်ဒီမှာလေခင်ဗျာโอเค